UNDC Korean Language Learning အခြေခံကိုရီးယားဘာသာစကားသင်တန်းလေးကနေကြိုဆိုလိုက်ပါတယ်။အားလုံးတို့ဒီနေ့ကအတန်ပြောင်းလေးကိုဆက်ပြောလေ့လာကြပါမယ်။နော်။အော်ကဲကြည့်အောင်။ဓာတ်တတ်နဲ့ဓာတ်တတ်နဲ့နော်။အားနဲ့တွေ့မှာလေဆိုတော့ E နဲ့တွေ့မယ်ဆိုရင်အဲ့ဒီ E ကိုဆိုတော့က G ဒါမှမဟုတ် C ဆိုတဲ့အတန်လေးပြောင်းနော်။ဒီမှာဓာတ်နဲ့ E နဲ့ဆိုရင်ရှင်တို့ဒီအဲ့ဒီ E ကို G အတန်လေးထွက်ကားပြီးတော့ထနဲ့ E နဲ့ဆို เนาะအဲ့ဒီ e ကိုကျွန်တော်ကချီအတန်လေးထွက်ပေးရပါမယ်တဲ့နော်ဟုတ်ပြီအဲအားဆိုလို့ရှိရင်ကျွန်တော်တစ်ချက်ချင်းစီအောက်မှာပြန်ပြီးတော့ပြမယ်ဓာတ်နဲ့ e နဲ့တွေ့မယ်ဓာတ်နဲ့ e နဲ့တွေ့မယ်ဆိုလို့ရှိရင်ကျွန်တော်ဒီ e လေးကို g ဆိုတဲ့အတန်လေးပြောင်းထွက်မယ်နော်ဟာအဲခဲဓာတ်အူဓာတ်တူအာ e က e အဲ့တော့ဒီမှာဓာတ်နဲ့ e နဲ့တွေ့ဓာတ်နဲ့ e နဲ့တွေ့ရဲဆိုတော့ကျွန်တော်အဲ့ဒီ e လေးကိုကျွန်တော်က G ဆိုတဲ့တန်လေးပြောင်းထွက်မယ်အဲ့တော့ he to g he to g ဟမ် he to g ဆိုပြောဖြစ်သွားမယ်ပေါ့ဟုတ်ပြီ he to g ဆိုပြီးချက်တာဒီထွက်ချင်းကိုပြောတာပေါ့နော်ပြီးတော့ရင် ma a tha ta ma a i ga i တော့ tha ta အနောက်မှာ i ဆိုချင်းကအဲ့ဒီ i လေးကို ਜੀ ဆိုတဲ့အတန်လေး ਨੇ ပြောင်းပြီးတော့ထပ်ပေးပါမယ်အဲ့တော့ရှင်တို့ကမတ်ဂျီမတ်ဂျီနော်မတ်ဂျီဆိုတဲ့ရှင်တို့ကအကြီးဆုံးနော်အဲ့တို့ဂျီဖိထွက်ခြင်းမတ်ဂျီအကြီးဆုံးနော်အဲ့ဒါဆိုလို့ရှိရင်ရှင်တို့နောက်တစ်ခုဆိုမယ်နောက်တစ်ခါကျတော့ထနဲ့အီနဲ့ဆိုရင်ねအဲ့ဒီအီလေးကိုချီဆိုတဲ့အတန်လေးထပ်ပေးရပါမယ် ထားတဲ့အီလေးဆိုရင်အဲ့ဒီအီလေးကိုခြီဆိုတဲ့အတန်လေးထပ်ပေးရမယ်။ခအားထလေးတတ်ထားတဲ့အီအီအဲ့ဒီမှာထနဲ့အီနဲ့တွေ့ရောဒီအီလေးကိုထည့်ရပြီးခြီဆိုတဲ့အတန်လေးနဲ့ထွက်မယ်။အဲ့တော့ဂပ်ချီဂပ်ချီနော်ဂပ်ချီအာအတူတူအဲ့တော့ကကြောက်ကအုကထလေးတတ်ထားတဲ့အီကအီအဲ့တော့ထနဲ့အီနဲ့တွေ့ရော တို့ကအဲ့ဒီအီလေးကိုဘာတန်လေးပြောင်းထပ်မှာလဲဆိုချီဆိုတဲ့တန်လေးပြောင်းထပ်မယ်ခုချီခုချီဟမ်ခုချီဆိုချေတာဆုံးပြီနော်အဲ့ဆိုရမယ်နော်ပတန်လေးကဓာတ်နဲ့အီနဲ့ဆိုရင်ချီဆိုတဲ့တန်လေးထွက်ပြီးတော့ဓာတ်နဲ့အီနဲ့ဆိုလို့ရှင်တော့ချေတို့ကချီဆိုတဲ့တန်လေးထွက်ပါမယ်နော်ဟုတ်ပြီကဲအဲ့ဒါဆိုလို့ရှင်ချေတို့ဒီဟာလေးကခဏထားပြီးတော့ဒီဟာလေးကြည့်ရအောင် ဲလေးကြည့်မယ်เนาะအဲ့တော့ကျွန်တော်အရင်ဆုံးချက်ကိုဂါထာဘာသာကြပြီအဲ့ဒီဂါထာဘာသာကြပြီကဘာအတတ်နဲ့တွေ့မှာလဲဆိုတော့ဂါထာဘာဆိုတဲ့အတတ်နဲ့တွေ့မယ်ဆိုဒီချက်တို့ဒီဘီတွေကိုအတန်ပြော့မယ်ဘီကခါပြီးဆိုရင်ကတန်ပြော့မယ်ဘီကထားပြီးဆိုရင်တတန်ပြော့မယ်ဒီကဖာပြီးဆိုရင်ပတန်ပြောမယ်။ဒီကစပြီးဆိုရင်စအတန်ပြောမယ်။နော်။ဒီကကြာပြီးဆိုရင်စအတန်လေးပြောပေးပါ ့အဲ့တော့ဒီချက်တို့ကအာလွယ်အောင်လို့ပေါ့နော်သူကတော့ရှေ့သူ့ရဲ့ပတန်တိုင်းဆိုလို့ရှိရင်သူကဂါထာဖာပေါ့နော်ဒါမှမဟုတ်ချေကလွယ်အောင်လို့ဂါထာဘာသာကြဆိုပြီးတော့ပဲမှတ်မယ်သူအပြန်လှန်မှတ်မယ်နော်ဒါကိုဘယ်လိုပြောမလဲဆိုလို့ရှိရင်ဂါထာဘာသာကြအတတ်နဲ့နော်ဂါထာဘာသာကြအတတ်နဲ့ဒီဘာနဲ့တွေ့မှာလဲဆိုလို့ရှိရင်ဂါထာဘာသာကြဒီနဲ့အချင်းချင်းတွေ့မယ် ဟိုမှာဆိုအသက်ကဆိုတာဂါတာဘာသာကြတဲ့ကအသက်တခုခုဖြစ်မယ်ပေါ့နော်အသက်ဒီဂါတာဘာသာကြတဲ့ကအသက်တခုခုဖြစ်မယ်ဒီကလည်းဒီလိုတို့ဂါတာဘာသာကြတဲ့ကဆိုပြီးတစ်လုံးလုံးဖြစ်နေမယ်ဆိုလို့ရှိရင်တော့တဲ့ဆိုတာအတန်ပြင်းချင်းချင်းပြန်တွေ့ပြီနော်အတန်ပြင်းချင်းချင်းပြန်တွေ့ရတဲ့ကြောင့်မို့ဆိုဒီအတန်ကိုပြောမယ်ဆိုဒီကတာပါစာစဆိုတဲ့အတန်လေးနဲ့ပြန်ထွက်ပြရမယ် လို့ဂျီကိုအတန်းထွက်မှာနော်အဲ့တော့ဒီလိုဂျီကခါဂျီဆိုရင်ရှင်တို့ဒီကအတန်းလေးနဲ့ထွက်ပေးမယ်ဒီလိုဂျီကခါဂျီဆိုရင် sorry ခါဂျီအောင်ဖြစ်တယ်ဂျီကဓာဂျီဆိုရင်တအတန်းပြောမယ်နော်ဘာဂျီဆိုရင်ပအတန်းလေးပြောမယ်စဂျီဆိုရင်စအတန်းနောက်ခြာဂျီဆိုရင်ကြအတန်းလေးပြောပေးရမယ်ပေါ့နော်အဲ့တော့ကြည့်ရအောင်ဥပမာဟိုအင်းရှိခါတက်လေးတက်လိုက်တော့ရှိ ဟာအာဒါငါတက်လေးတက်လိုက်တော့သန်းနော်ဟုတ်ပြီကဲအဲဆိုလို့ရှိရင်ကြာအောင်ဟာတက်နော်ဒီမှာပြောတာဂါတာပါစာကြငါးလုံးနဲ့ကဘာတက်လဲဆိုတော့ဟာတက်နောက်ကကြည်ဂါတာပါစာကြငါးလုံးနဲ့ကဘာပြီးလဲဆိုတော့ဓာပြီးဟုတ်ပြီအဲ့တော့ဂါတာပါစာကြအတန်ချင်းချင်းတွေ့ပြီးတော့ချေလို့ပြီးလေးကိုအတန်ပြော့မယ်ဒီကဓာပြီးဆိုတော့ချေလို့ဒီတအတန်လေးပြော့ပေးပါမယ် အဲ့တော့ရှေ့ကိုစာအီကသက်ရှိတာအာငါသက်တန်းဆိုတဲ့အတန်လေးနဲ့ထွက်မယ်အတန်ထွက်လေးဒီချစ်တန်းချစ်တန်းချစ်တန်းဟာချစ်တန်းဆိုတာအတောဆိုင်ဟာချစ်တန်းဒီဆိုတာအတောဆိုင်ဆိုလိုက်ဟုတ်ပြီအဲ့ဆိုပထမဆုံးကြည့်ရအောင်ဟာအာဟာတတ်တတ်ထားတယ်။ဟာအာဟာဟုခါတတ်တတ်ထားတယ်။ပြီးတော့ခါယူဖြူတဲ့။ကြည့်ရဖြူကိုကြည့်လိုက်တဲ့အခါမှာခါတာပါစကြတယ်။ အပြင်းဖြစ်နေနောက်ကဇွန်ရှေ့ရအသက်ပေါ့နော်ရှေ့ရအသက်ကိုကြည့်လိုက်တဲ့အခါမှာဘာတာပါစားကြတယ်ဒါဆိုခါသက်ဖြစ်နေတယ်အနောက်ကပြေးကိုကြည့်လိုက်တော့ဘာတာပါစားကြတယ်ဒါဆိုခါပြေးဖြစ်နေဆိုအတန်ပြင်းချင်းချင်းတွေ့ရအတန်ပြော့တယ်အတန်ပြော့တဲ့အခါမှာပြေးကိုအတန်ပြော့တယ်ဒီချက်ဒီခါပြေးလေးကိုဘာအတန်ပြော့လိုက်ရမလဲဆိုခါအတန်လေးပြော့ပါမယ်နော်တော့ခါယူခယူဆိုလို့ရှိရင်ကကယူခယူဆိုတဲ့အတန်လေးပြောမယ်။နော်ခယူ 球，发球招，发球招，好的，胡椒，叉诶，切咖喱打来的切，大阿阿的当，这样阿的的咖喱巴沙叉的咖喱卡阿的，那个皮的咖喱巴沙叉的。အာဒီအအတန်ချင်းချင်းပြောချင်အောင်အတန်ပြောမယ်နော်ဟုတ်ပြီသူ့ကိုချင်ဦးဒီဘာတန်လေးပြောပြရမယ်ဆိုတော့စာလေးစာလေးပေါ့နော် စတန်ကတော့ရှေကပြောမှာသိပ်ပြီးတော့မတဲ့ကွဲဘူးအတူတူပဲလို့အောင်ပြောလို့ရအောင်ရှေကတန်ထွက်လျားရောရှေသိပ်ပြီးမကွဲဘူးပေါ့နော်ချက်ဆန်းချက်ဆန်းချက်ဆန်းအပွဲနောက်တစ်ခုကြည့်အောင်အအောဘာစတတ်ထားရဲ့အအောကိုနော်အအောဘာစတတ်ထားရဲ့ကအောကိုအဲ့တော့နှလုံးသားဆိုလို့ရှင်တော့ရှေနောက်ဆုံးလုံးလေးနဲ့ကြည့်ပေါ့နော် ဟုတ်ကဲ့ကြာအောင်ခါနဲ့တွေ့ပြီဆိုချေဖာတန်လေးထွက်มาလဲဆိုလို့ရှိရင်စနဲ့ခါနဲ့ဆိုကတန်လေးထွက်မယ်အဲ့တော့ op ko op ko ဟာ op ko ဆိုတဲ့တန်လေးဖြစ်ဟုတ်ဆိုတော့အတူလွယ်လွယ်လေးပဲเนาะချေတို့ခါပဲမှတ်မလဲဆိုရင်ခါတာဘာသာကြာငါလုံးမှတ်မှာเนาะချေရအသက်ဒီခါတာဘာသာကြာတဲ့ကအသက်တစ်ခုခုဖြစ်မယ်เนาะနောက်ကပြီးဒီခါတာဘာသာကြာတဲ့ကပြီးတစ်လုံးလုံးဖြစ်မယ်ဆိုလို့ရှိရင်ချေအလိုအချင်းချင်းတွေ့ပြီဆိုချေတို့ဒီ ဒီလေးကိုတကယ်လို့ဒီကခါပြီးဆိုရင်ရှင်ဒါကအတန်လေးပြောမယ်။ခါပြီးဆိုရင်တအတန်နော်။ဘာပြီးဆိုရင်ရှင်ကပအတန်နော်။ဒါဆိုခြားပြီးဆိုရင်တအတန်လေးထည့်ရမယ်။ဒါမယ်နော်။ရှင်ပြောလဲလွယ်လွယ်လေးပဲနော်။အဲ့ဒါဆိုလို့ရှင်ရှင်နောက်ဆုံးကြည့်ရအောင်နော်။နောက်ဆုံးခါလေးကတော့ရှင်နောက်ဆုံးတင်ရစီပါ။ဘာတာပအပတ် ဂါတာဘအတန်းနောက်မှာနပြေးဒါမှမဟုတ်မပြေးပါနေပြီဆိုလို့ရှိရင်အဲ့ဒီဂါတာဘဂါသက်ဆိုရင်ချေတို့ကငါသက်တန်ပြောင်းထွက်မယ်ဂါသက်ဆိုရင်ချေတို့ဒီနသက်တန်ပြောင်းထွက်မယ်ဂါသက်ဆိုရင်ချေတို့ဒီမသက်တန်ပြောင်းထွက်အဲ့တော့ဒီတခေါက်ဒီဒီချေတို့ဘာကိုအတန်ပြောင်းပါလဲဆိုတော့အသက်ကိုအတန်ပြောင်းပါမယ်အသက်ကိုအတန်ပြောင်းပြီးတော့ထွက်မယ်ဟုတ်ပြီနော်ကဲကြာအောင်ပထမဆုံးဂါသက် ဘာတက်ရဲ့နောက်မှာနပြေဒါမှမဟုတ်မပြေပါမယ်တော့နှစ်မျိုးတော့မှတ်ပါမယ်နော်ဘာတက်ရဲ့နောက်မှာနပါတာပဲဖြစ်ဖြစ်ဒါမှမဟုတ်ခါတက်ရဲ့နောက်မှာမပြေပါတာပဲဖြစ်ဖြစ်ဘာတက်ရဲ့နောက်မှာနပြေဒါမှမဟုတ်မပြေရှိနေပြီဆိုရင်တဲ့အဲ့ဒီဃတက်ကိုဒီရှယ်တို့တီငါတက်တန်လေးထွက်ပေးရပါမယ်ငါတက်တန်ငါပတ်တန်လေးထွက်ပေးရမယ်။ကြည့်အောင်။ဘာအာဘာတာဘာက မူလာတံမူဘာအူအာနာတလေးပေါ့တော့ဒီမှာဆိုလို့ရှိရင်ဘာတန်ရနောက်မှာတချို့လိုဘာကြီးရှိနေရလဲဆိုတော့မကြီးရှိနေဟုတ်တယ်နော်ပတန်ဒီဘာတန်ရနောက်မှာနာကြီးဒါမှမဟုတ်မကြီးရှိရင်အဲ့ဒီခါတက်ကိုငါတက်တန်ပြောင်းထွက်ရမယ်ဆိုတော့ဒီမှာဘာတန်ရနောက်မှာမကြီးရှိနေတော့ဒီဒီခါတက်လေးကိုဘာအသက်တန်ပြောင်းထွက်ရမှာလဲဆိုရင်ငါတက်တန်ပြောင်းပြီးတော့ထွက်ကပါ အဲ့ရုပ်ဒီသင်ခန်းစာဒီဘသူ့အတန်ပြောင်းထွက်မှာလဲဆိုတော့အသက်ကိုအတန်ပြောင်းထွက်မယ်အဲ့တော့တချို့လိုအတန်ပြောင်းလိုက်တဲ့အခါမှာဘာအာခတ်တဘတ်ကနေပြီးတော့အနောက်ကမဒီပါနေရောချေလို့ဒီအဲ့ဒီခတ်တကိုငါတတန်ပြောင်းလိုက်တော့ဘန်းဘန်းဘာအာငါတဘန်းဘန်းမူလ်ခွမ်းဘန်းမူလ်ခွမ်းလို့ထွက်ပြရဲဟမ်ဘန်းမူလ်ခွမ်းဟုတ်ပြီနော်ပြီးတော့မယ်ဆိုလို့ရှိရင်နောက်တစ်ခုကြည့်ရအောင်ဂျာအာခတ်တ နာယောနာတညွန်ကေခတ်တခတ်တဲ့နောက်မှာဗာကြီးလိုက်နေရတယ်ဆိုတော့နာကြီးလေးလိုက်ပတ်တန်သည်ခတ်တဲ့နောက်မှာနာကြီးဒါမှမဟုတ်မကြီးရှိနေပြီဆိုရင်တဲ့အဲ့ဒီခတ်တဲ့လေးကိုတရှေတို့ကငါတက်တန်ပြောင်းပြီးတော့ထွက်ပြရမယ်ကျွန်တော်ရှေတို့ဒီခတ်တဲ့ဂျာအာခတ်တဲ့ဆိုတာလေးကိုရှေတို့ဂျာအာငါတက်ဆိုတာလေးပြောင်းမယ်ဘာလို့လဲဆိုရင်ခတ်တဲ့နောက်မှာရှေတို့ဒီမှာနာကြီးပါလာနော်အဲ့တော့ န်ထွက်လေးတည်ဘလို့ဖြစ်သွားမှာလဲဆိုတော့ဂျန်ညောင်းဂျန်ညောင်းဂျန်ညောင်းဆိုပြီးဖြစ်သွားပြီနော်ဂျန်ညောင်းပြီးခဲ့တဲ့နေ့ဒါမယ်နော်ပထမဆုံးတစ်ချက်ဒီခါတက်ရဲ့နောက်မှာနာပြေဒါမှမဟုတ်မပြေပါဘူးဆိုတော့အဲ့ဒီခါတက်ကိုငါတက်တန်လေးပြောင်းပြီးတော့ထွက်ပြရမယ်နော်ဒီသင်ခန်းစာဒီဘယ်သူ့အတန်ပြောင်းထွက်မှာလဲဆိုတော့အတက်ကိုအတန်ပြောင်းထွက်မယ်ပေါ့နော်နောက်တစ်ခုဆက်ကြအောင် ောက်တစ်ခွကကြတော့ဓာတ်တရဲ့နောက်မှာတဲ့နာပြီဒါမှမဟုတ်မပြီရှိနေပြီဆိုလို့ရှိရင်ဓာတ်တရဲ့နောက်မှာနာပြီဒါမှမဟုတ်မပြီရှိရင်တဲ့အဲ့ဒီဓာတ်တကိုတချေလို့ဒီနာတတန် ပြောင်းထွက်ပြရပါဘူးအဲ့ဒီဓာတ်တကို နာတတန်ပြောင်းထွက်နော်ကြည့်ကြအောင်မအင်းဓာတ်တက်တထားရဲ့ နာအွန်းနာတဲ့ဟင်းနော်အဲ့ကဲဓာတ်တဲ့နောက်မှာဒီရှေတို့ဘာကြီးလေးရှိနေပြီလဲဆိုတော့ရှေကနာကြီးလေးရှိနေနော်အဲ့တော့ဓာတ်တဲ့နောက်မှာနာကြီးလေးရှိနေပြီဆိုတော့ရှေဒီဓာတ်တဲ့လေးကိုဘာတတ်တန်ပြောင်းထွက်มาလဲဆိုလို့ရှိရင်နာတတ်တန်လေးပြောင်းထွက်ပါမယ်အဲ့တော့အတန်ထွက်လေးဒီ minimum 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 ဆိုတဲ့အတန်လေးဖြစ်သွားမယ်နော်နာတတ်တန်လေးဖြစ်သွားမယ်နော်ပါမယ်နော် ဓာတ်တဲ့နောက်မှာနာပြေးတာမှမဟုတ်မပြေးရှိပြီးဆိုတာနဲ့အဲ့ဒီဓာတ်သက်ကိုတချေလို့ဒီနာသက်တန်လေးပြောင်းပြီးတော့ထွက်ပါမယ်။အဲတန်ထွက်လေးကဝင်းနန်းဆိုပြီးတော့ဖြစ်သွားမယ်။အဲတချေလို့ဒီခွေးစားခွေးပိတ်ထဲမှာရေးထားတဲ့စကလုံးလေးကိုကြည့်ပါသူ့မှာအတန်ပြောင်းရှိရဲ။ဒါတို့ဂါတာဘာစာကြငါးလုံးဆိုတာလေးနော်။ဒါဂါတာဘာစာကြအချင်းချင်းပြန်တွေ့မှာကြည့်ပါအောင်ချေလို့။ဒါဆိုလို့ရှိရင်ချေလို့တာဂါတာဘာစာကြအသက်ထရာဘာနဲ့တွေ့ရလဲဆို အသက်အနောက်ကကြီးရကြတော့ပထမဆားတာကြီးရဲကတချို့ဒါဖြီးเนาะဟုတ်ပြီအဲ့တော့တချို့ဒီဘသူ့အတန်ပြောင်းလဲဆိုတော့ဒီကြီးကိုဆိုတာအတန်ပြောင်းပြီးတော့ထွက်ပြရတယ်အဲ့တော့ဒါအာဒါတချို့အတန်ပြောင်းထွက်လိုက်တော့စအာစာဆိုတဲ့တန်လေးဖြစ်သွားမယ်ဆိုတော့တန်ထွက်ပြီးဒီမိတာမိတာเนาะဘူဇီတီဆိုပြီးတော့เนาะပြီးတော့ပြီဆိုလို့ရှိရင်နောက်ဆုံးတစ်ခုကြည့်ရအောင် ဘာတာတဲ့နော်ဘာတာရဲ့နောက်မှာတခြားတို့နာပြေဒါမှမဟုတ်မာပြေရှိမယ်ဘာတာရဲ့နောက်မှာနာပြေဒါမှမဟုတ်မာပြေရှိမယ်ဆိုရင်အဲ့ဒီဘာတာကိုတခြားတို့ဒီမာတတ်တန်ပြောင်းထွက်မယ်ဘာတာကိုမာတတ်တန်ပြောင်းထွက်အကားရောရှောအသုံးများပါလို့ဆိုတော့ဂရမာလေးပါရှင်းနေရမလို့နော်ခာအာမတခမ်စာအာစာ အာဟာဟိုဘာတတ်တဲ့နာအင်းဤဒါအာအဲ့တော့ဘာတဲ့နောက်မှာနာဒီပါမျိုးဒီဘာတက်လီကိုတကယ်လို့ဘာတက်တန်ပြောင်းထွက်မှာလဲဆိုလို့ရှိရင်မတက်တန်ပြောင်းထွက်မယ်အဲ့တော့ဟာအာမတက်ဆိုရဲဟမ်ဆိုရဲမတက်တန်နီဟမ်နာအီကားဆိုကညီနော်အဲ့တော့ဟမ်ညီတာဟမ်ညီတာအဲ့တော့ဘယ်လိုဖြစ်သွားမလဲဆိုရင်မတက်တန်နဲ့ညီအတန်နဲ့ပေါင်းပြီးတော့တကယ်လို့ ညီဆိုတဲ့တန်လေးဖြစ်သွားပါတယ်ညီအဲ့တော့တို့ဘာနဲ့နားနဲ့ပါလို့ဆိုညီဆိုတဲ့တန်လေးတမ်းမျောထုတ်လို့ရတယ်နော်ခံစားဟန်ညီတာခံစားဟန်ညီတာဟုတ်ပြီနော်ခံစားဟန်ညီတာမတတ်တန်လေးနဲ့သွားတယ်ခံစားဟန်ညီတာမနာတခွာကြအောင်အာအေဘာတနာအေညီတာအာသာဆိုရင်ချိန်တာညီတာညီတာညီတာဆိုတဲ့တန်လေးပေါ့နော်ညီဆိုတဲ့တန်လေးနဲ့သွားဒီနော်ဒါမယ်နော် ့အသက်တန်လေးချက်ဘာသက်တန်ပြောင်းထွက်ရမှာလဲဆိုတော့မသက်တန်လေးကိုပြောင်းထွက်ရမယ်နော်မသက်တန်ဘူးနဲ့တွေ့ပြီလဲဆိုလို့ရှိရင်ဘာသက်ကနာကြီးဒါမှမဟုတ်မကြီးနဲ့တွေ့လို့ရှိရင်တဲ့အဲ့ဒီဘာသက်လေးကိုတချို့တို့ဒီမသက်တန်လေးပြောင်းပြီးတော့ထွက်ပြရပါမယ်နော်မသက်တန်လေးပြောင်းပြီးတော့ထွက်ပြရမယ်အဲ့တော့ဒီစာဟန်နီတာနော်ပြောရှေတာကမာလေးပါရှိတယ်ဟုတ်ပြီအဲဆိုလို့ရှိရင်တော့ချေတာအစီအကံမှာ အာတိတင်းနေဆိုအတန်ခုပြောင်းလေးเนาะအကအတန်ခုပြောင်းလေးကြီးကျန်တာလေးကိုတော့ရှင်ကဒီ level တန်းနေဆက်ပြီးတော့သင်နေပြပြပေးသွားမယ်เนาะရှင်ကအာဒီအတန်ခုပြောင်းဆိုတာက level တိုင်းမှာရှိအောင်ပါပဲเนาะအာဒီမှနေမပြီးသေးဘူးရှင်ကဆက်ပြီးတော့အတန်ခုပြောင်းလေးကရှိနေအောင်เนาะအဲ့တော့အခြေခံမှာဆိုရင်เนาะရှင်ဒီလောက်ပဲပေါ့เนาะဒီလောက်ပြရနေရှင်ဒါ level 1ကရှင်စာလေးကိုကောင်းကောင်းရှင်ကခနိုင်ပြီ နိုင်ပြီးပြောနိုင်ပြီအဲ့တော့ပြောတာဒီမှာဆိုလို့ရှိရင်ဒါအခြေခံပြီးပြီเนาะဒီဒီတရအသက်အတန်အကူပြောင်းပြီးဒါအခြေခံရင်းနှီးဖန်တီးအတွက်เนาะအဲ့တော့ဒီချက်တို့ဒီဒီအတန်အကူပြောင်းထိပြီးသွားရေဆိုတော့ချက်တို့ကဖတ်နိုင်ပြီဖတ်နိုင်ပြီဖြစ်တဲ့အတွက်ကြောင့်မို့လို့ကိုရီးယားစာမှန်သမျှလိုက်ပြီးတော့ဖတ်ပါเนาะ reading လေးတွတ်အောင်လို့ဖတ်တာလို့တွတ်အောင်เนาะအစင်းနေကိုကတစင်းနေနားထောင်နေဆိုလို့ရှိရင်ချင်းစာသားလေးတွေကိုဒီကိုရီးယားတချင်းစာသားလေးကိုလိုက်ပြီးတော့ဖတ်ပါเ နော်လိုက်ပြီးတော့ဖတ်မယ်။နောက် reading လေးတွေချေလိုက်ပြီးတော့ဖတ်မယ်။နောက်ရှေ့ဒီကိုရားရှေ့စာပိုက်လေးတွေအားကြောင်းလေးတွေတွေ့ပြီးဆိုတော့လိုက်ပြီးတော့ဖတ်မယ်ဆိုတာ။ညများဖတ်ပြီးလို့ရှိရင်ဆိုတာကိုတက်ချေ reading ဖတ်တာလေးကပုံများလာပြီးတော့ပြောမယ်ဆိုလို့ရှိရင်စာပူပြီးတယ်လို့အောင်ပြောလို့ရတယ်။နောက်ရှေ့ဒီ level စာတွေသင်တဲ့အခါမှာ level 1 level 2သင်တဲ့အခါကိုကဖတ်တာလေးကသူများထက်ပတ်နေရဆိုလို့ရှိရင်ဆိုတာပို့ပြီးတော့အာနိုင်နိုင်လေးပါရတယ်လို့ပြောလို့ရတယ်။နောက်ဆက်လို့ဒါအချက်ကတော့ အာ reading လေးကိုနည်းနည်းချင်းအခြေခံပါတယ်ကဒေတာလေးလေ့ကျင့်စီခြင်းနော်ဟုတ်ပြီဒီအားဆိုလို့ရှိရင်ရှိတော့အတန်ကူပြောင်းကဒီပါတဲ့သင်ခန်းစာမို့လို့ညလေ့ကျင့်ပါနော်ညလေ့ကျင့်ပါအားဆိုလို့ရှိရင်ရှိတော့ဒီတော့ကြောက်ပါတယ်ရောက်တော့

papa